င်္ဂလာပါပြည်ပြည်သမားခင်ဗျာဒီနေ့ဆွေးနွေးခန်းလေးကျွန်တော်ဖိတ်ခေါ်ထားသူကတော့မြို့သားညီအစ်ကိုရအင်ယူဂျီနိုင်ငံချင်းဝန်ကြီးဒေါ်စင်မောင်ဖြစ်ပါတယ်ဗျဆွေးနွေးမယ့်အကြောင်းအရာတော့လက်ရှိနိုင်ငံရေးစီးရေးအခြေအနေပေါ်အင်ယူဂျီရဲ့ရှိမြတ်ချက်တွေအကြောင်းဖြစ်ပါတယ်ဆိုတော့မင်္ဂလာဗျဝန်ကြီးဒေါ်စင်မောင်တော့ပရမဆူကတော့တလောကမလေးရှားမှာကျင်းပတဲ့မြန်မာဒီမိုကရေစီအရာစုတွေနဲ့ဒီကျွန်တော်မလေးရှားအာဆီယံဥက္ကဋ္ဌတာဝန်ယူရတဲ့မလေးရှား ဆွေးနွေးပွဲအကြောင်းပေါ့အဲ့ဒီအကြောင်းအရင်ပါတယ်ထူလဲပေါ့အဲ့ဒီအကြောင်းအရင်ဆိုပြပြပေးပါဗျ။အဲထူကြတာကတော့ဒီစကားစကားလုံးမဲ့ရွေးကောက်ပွဲအပေါ်မှာအဲကျမတို့တွေဘယ်လိုသဘောထားကြလဲဘယ်လိုသဘောအမြင်ရှိကြသလဲပေါ့နော်။ဆိုတဲ့အချက်ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့တော့ဒီသဘောထားတွေကိုပါကျမတို့စူးစီးပြီးတော့လာမဲ့အဲအခုဒီလရဲမှာပဲပြုလုပ်မယ်ပေါ့နော်။အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးနိုင်ဖို့လို့ပေါ့လေ။ ဒီအဲကျမတို့ဒီတော်လိုင်းအင်အားစုတွေရဲ့အတန်ကိုစူးစီးနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီထူးခြားချက်လို့ပဲအဲပြောချင်ပါတယ်ဟုတ်ဟိုနှစ်ပိုင်းဖြစ်ပါမှာเนาะကျွန်တော်တော်လိုင်းအင်အားစုတွေချင်းချင်းဆွေးနွေးလာရယ်ပြီးတော့အာဆီယံတောင်မရှိနေတဲ့ဆွေးနွေးအဲ့လိုအဲ့လိုပြောလို့ရလားဟုတ်ကဲ့သူနဲ့ဆွေးနွေးတာကတော့သူကတော့အဓိကသူ့ရဲ့ ဒီ envoy ရဲ့အလုပ်ကိုသူတို့ရှင်းပြတယ်အာဆီယံဥက္ကဋ္ဌရဲ့ mandate ကဘာတွေရှိလဲဆိုတော့ကိုရှင်းပြတယ်ပေါ့နော်ရှင်းပြပြီးတဲ့အခါကျရင်တော့ဆွေးနွေးတဲ့အခါမှာတော့ဒါကျမတို့အချင်းချင်းကြီးပဲဆွေးနွေးကြတာဖြစ်တယ်ဒီသဘောထားတွေပေါ်မှာကျမတို့ဘယ်လိုချင်းကပ်ကြမလဲအဲဘယ်လိုမျိုးအဲ positioning ယူကြမလဲပေါ့နော်ဆိုတော့အဲ့အရာတွေဆွေးနွေးပြီးတဲ့အခါကျတော့မှဒါပြီးတဲ့ခါကြတော့မှကျမတို့အထင်မှာသဘောတူညီချင်းရပြီဆိုတဲ့ခါကြတော့မှဒီဟာကိုကျမတို့ဥက္ကဋ္ဌစီကိုအာဆီယံဥက္ကဋ္ဌစီကိုဒါကျမတို့ရဲ့သဘောထားဖြစ်တယ် အဲအာဆီယံနေအာဆီယံကိုတောင်းဆိုချင်တာတွေပေါ့နော်အဲဒါတွေကိုကျွန်တော်တို့ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဟုတ်ဆိုတော့အခုအာဆီယံ KPC မှာတို့တင်ပြအောင်ပေါ့အခုဟိုဘယ်လိုပြောလို့ရမလဲကျွန်တော်အခုကတော့ကျွန်တော်ဖေးတောင်းဆိုတာပေါ့လေမလေးရှားကအခုလိလသူတော့မလှုပ်ဘူးလို့ကျွန်တော်ကြားရတယ်ဆိုတော့အာဆီယံသဘောထားကအခုရွက်ကောက်ကလက်မခံဘူးကျွန်တော်တို့တောင်းဆိုတာပေါ့အာဆီယံသဘောထားကဘယ်လိုရှိတယ်ပြောလဲလက်ခံလားလက်မခံဘူးလားအဲအာဆီယံရဲ့သဘောထားလို့ပြောဖို့ဆိုရင်တော့ အာသူတို့အခုလာမဲ့အထက်သီးစည်းဝေးမှာဆွေးနွေးကြမှာပေါ့နော်ဆွေးနွေးကြမှာဆိုတော့ဒါကြောင့်ကျမတို့တွေကဒီအာဆီယံဘုံသဘောတူညီချက်နဲ့ကန့်ညီမှုမရှိဘူးဆိုတော့ကျမတို့ကထောက်ပြခဲ့တာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့အာဆီယံ5 point consensus အာဆီယံဘုံသဘောတူညီရဲ့၅ချက်ထဲမှာလည်းပါတဲ့ကိစ္စမဟုတ်ဘူးအခုစကားစားလုပ်မယ်ရွေးကောက်ပွဲရပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုဟိုမထင်မဲ့မြင်ပြုတ်ပြီးတော့သူလုံးချင်ရသူလုံးနေတဲ့ကိစ္စကိုအာဆီယံကခွင့်ပြုမယ်ဒါမှမဟုတ်ရင်လိုက်လျောမယ် ်ဒါမဟုတ်လည်းလေလာသူတွေဘာတွေလုတ်ပြီးတော့ပူပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့အာဆီယံရဲ့အခန့်ကဏ္ဍကမြန်မာနိုင်ငံလိုပေါ့လေဒေတာတွဲမှာဗလက်နဲ့နဲ့အုပ်ဆိုးလို့တဲ့သူတွေရဲ့နောက်ကိုပဲကောက်ကောက်ပေါင်းလိုက်ရတဲ့သဘောမျိုးဖြစ်ပြီးတော့အာဆီယံအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအချက်တွေကိုကျွန်တော်တို့အခြေခံပြီးဆွေးနွေးကြတာဖြစ်ပါတယ်ဆိုတော့စောင့်ကြည့်ရမှာပေါ့လေနော်အာဆီယံထိပ်သီးအစည်းအဝေးဘက်မှာခေါင်းဆောင်တွေဘယ်လိုပြန်ပြီးတော့ဟိုသုံးသပ်ကြမလဲဆိုတာကိုတော့ ဟုတ်ကဲ့ဟုတ်ကဲ့ TV စီဝေးကမကြခင်စားတော့ပါเนาะကျွန်တော်စောက်ကြည့်အောင်ပေါ့ဟုတ်တော့ကျွန်တော်တစ်ဆက်တည်းမေးချင်တာကမလေးရှားကပြောတာတော့သူမလှော်ဖို့လေးလာသူမလှော်ဖို့များတာပေါ့เนาะအဲ့လိုမျိုးတော့ကျွန်တော်ကြားရတယ်ဗျနောက်ကျွန်တော်မေးချင်တာကဒါစစ်ကောင်စီဘက်ကပြောတာပါဗျာတလောပါရှေ့တီမောနိုင်ငံချေးဝင်ကြီးနေတယ်အနေပြီးတော့သွားပြီးဆွေးနွေးတော့ဒါစစ်ကောင်စီဘက်ကပြောတာတီမောဘက်ကပြောတာကျွန်တော်မကြားသေးဘူးအဲ့ဒါစစ်ကောင်စီကပြောတာကတော့ဒါသူတို့အာဆီယံထဲဝင်ဖို့အတွက်ဒါ UNG ကိုလက်မခံတော့ဘူးပေါ့ဒီရှေ့တီမောက အဲ့လိုပြောတယ်ဗျဘလို့များကျွန်တော်ဘလို့နားလည်လို့ရအောင်အမ်အဲ့ဒါတော့အခုလာမယ့်ထိပ်သီးကိုပဲကျမတို့စောင့်ကြည့်ပါလို့ပဲအဲပြောချင်တယ်ပေါ့နော် ပြောချင်တယ်ဆိုတော့ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ဆိုလို့ရှိရင်တော့အဲလိုက်ပါဆောင်ရွက်ရတဲ့ procedure တွေတော့ရှိတာပေါ့လေဆိုတော့အာကျမတို့ခုနထိပ်သီးအစည်းအဝေးပြီးလို့အာဆီယံဝင်ခွင့်ရရင်ဘာဖြစ်မလဲပေါ့နော်အော်ဒီမောအနေနဲ့ပေါ့နော်ဒါကိုပဲကျမတို့စောင့်ကြည့်ရမယ်လို့ထင်ပါတယ်ဒီချိန်မှာတော့ကျမတို့အနေနဲ့ဒီကိစ္စကို NUG အနေနဲ့ အဲမှတ်ချက်မပေးတာဟာပို့ပြီးတော့ကောင်းမယ်လို့ကျွန်မအနေနဲ့မြင်ပါတယ်။ဟုတ်။ဒါအာဆီယံပေါ့ကျွန်တော်တို့ဒီတဆိုလို့ရော UN ဖက်မှာတော့ဥကြုံမတော်ဆက်ရှိတာပေါ့နော်။တဆိုလို့ရ EU ကတော့ကိုယ်စားလှယ်မလှုပ်ဘူးလို့ခင်ဗျာကျွန်တော်ပြောလာတွေးလိုက်တယ်။ဆိုတော့အာဆီယံပြင်တခြားဒေသတွေရဲ့ဒီကျွန်တော်တော်လိုင်းပေါ်မှာသဘောထားဘယ်လိုရှိလဲပြောလို့ရ။များများဆဆတော့ပြောင်းလဲတော့မရှိပါဘူးခုနအာဆီယံ အနေနဲ့ရောခုန EU ဆိုလို့ရှိရင်လည်းပဲဒါဒါဒီအခုစစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲကအာဒါဟိုတရားမျှတမှာလည်းမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ရဲ့အခုဖြစ်ပြက်နေတဲ့အဖြေကိုလည်းရှာနိုင်မဲ့ထွက်ပေါက်လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကိုသူတို့လက်ခံကြတယ်အဲသဘောပါပဲဆိုတော့နိုင်ငံတော်တော်များများအထူးသဖြင့်စုဖွဲ့မှုတွေနဲ့ပြောရင်အခုအာဆီယံအဖွဲ့အစည်းထဲမှာဆိုလို့ရှိရင်လည်းပဲအဲဟိုသဘောထားက အကုန်လုံးကသွားမယ်ဆိုတဲ့သူတွေမသွားမယ်ဆိုတဲ့လူတွေ ਨੇ ရှိနေနိုင်တယ်ဒါပေမဲ့အားလုံးရဲ့စုံချက်ကတော့ခုနပြောတယ်ပေါ့နော်အာဆီယံ5 point consensus ကိုသူတို့ဘယ်လိုပြန် review လုပ်ပြီးသွားကြမလဲဆိုတဲ့ပုံမှာအမှုတည်မယ်ထို့တူပဲ EU ကတော့ရှင်းလင်းတယ်အဲသူတို့ပို့မှာမဟုတ်ဘူးပေါ့နော်ထို့တူပဲ UN ဘက်အချမ်းမှာလည်းပဲအဲဒီပေါ့နော်အဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီအဖွဲ့အစည်းအနေနဲ့ကတော့လှုပ်ဖို့လို့တော့ခင်းရင်းလိုက်မယ်လို့တော့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့ အဲဒီဖြစ်လာတော့မှာပဲကျမတို့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ဘလို့နိုင်ငံတကာအခြေအနေရှိတယ်လဲဆိုတော့အများစုကတော့အကောင်းမမြင်ဘူးဒါကအဖြေမဟုတ်ဘူးဒီရွေးကောက်ပွဲအဲစစ်ကောင်စီကအတင်းစွတ်လုပ်ပြီးလို့ရှိရင်လည်းပဲအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးပြဿနာတွေစီးရေးပြဿနာတွေအကြမ်းဖက်မှုတွေအဲဒီလူသားမျိုးနွယ်ပေါ်မှာကျူးလွန်နေတဲ့ရာဇဝတ်မှုတွေဒါတွေအရက်သားတွေပေါ်မှာကျူးလွန်နေတဲ့အဲပြစ်မှုတွေဒါတွေကရပ်တန့်သွားမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီဟာကိုဟိုအဖြေမရှာနိုင်တဲ့ရွေးကောက်ပွဲလို့ပဲသူတို့မြင်နေတဲ့အတွက်ကြောင့်မို့လို့ ဒီပုံမှာတော့အဲတော်တော်လေးကိုပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲအဲနှောက်နှောက်နှေးတယ်နောက်တစ်ခါခြာတော့ဒီဟိုဘယ်လိုပြောမလဲပြက်ပြက်တသားနေပေါ့နော်လာတက်တက်ကြွကြွနေဒါကြီးဟိုဟိုဟိုလေ့လာသူပို့ဘယ်သူဘယ်နိုင်ငံကမှတော့ပြောလေပြောဖို့လို့ပေါ့နော်အစင်းသိဖြစ်မနေကြဘူးလို့ကျွန်မမြင်ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အခုနဒီရွေးကောက်ပွဲလေ့လာဖို့လှုပ်ဖို့လို့ကိစ္စတွေမှာတော့ဒီ EU တို့ ASEAN တို့ဒီမှာဒါသဘောထားတွေကတထက်ထဲမကြနိုင်ဘူးသူတို့ဟိုဘာပဲပြော ဟို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 အရင်2020ရွေးကောက်ပွဲနဲ့ရှင်းလို့ရှိရင်ဒီဒီရွေးကောက်ပွဲအဲစောင့်ကြည့်လေ့လာဖို့လှုပ်ဖို့လို့ကိုပေါ့နော်သူတို့မလှုပ်ဘူးလို့လည်းအဲပြောကြတယ်အဆိုစီရှင်နေလိုက်ပေါ့တော်တော်နိုင်ငံတချို့တော့ရှိပါတယ်ပေါ့နော်နိုင်ငံအနေငယ်ကတော့လွှတ်မယ်လို့ဟိုပြောနေတဲ့ဟာတွေလည်းကျမတို့ကြားရတယ်အဲ့တော့ individual member states အနေနဲ့ကတော့ data တွင်စုဖွဲ့မှုတွေနဲ့ဆိုလို့ရှိရင်တော့ကွာခြားမှုတော့ရှိပါတယ်ပေါ့နော်အဲ့အဲ့ဒါအဲ့ဒါအဲ့ဒါလေးကျမဖြည့်ချင်တာ ဟုတ်ကဲ့ဗျဒါနိုင်ငံတကာအခြေအနေပေါ့နော်ကျွန်တော်ပြည်တွင်းအခြေအနေမေးချင်ပါဗျပြည်တွင်းအခြေအနေဆိုတာနှစ်ပိုင်းပေါ့ကျွန်တော်နိုင်ငံရေးစည်းရေးနှစ်ပိုင်းရှိမယ်ဘလို့ဆရာယူကော့ပွဲနဲ့ပဲဆက်စားပြီးတော့အခုအာယူကော့ပွဲဒီဇင်ဘာလောက်ကိုစစ်ကောင်စီကပြင်နေတယ်အဲကျွန်တော်ဟိုတော်လိုင်းရာစုတွေအလောကကွဲထားတယ်ဒါမှမဟုတ်အထက်မှဝင်ဖို့ပြင်နေတဲ့လူတွေလည်းရှိတယ်ပေါ့နော် NLD ပါတီဝင်တချို့လည်းဝင်ကြမလားမသိဘူးဒီဒီကွေကျွေးဆိုတော့ယူကော့ပွဲလုံးမဲ့ဆိုတဲ့ဟာရယ်အယူကော့ပွဲဝင်မယ်ဆိုတဲ့လူတွေပေါ်မှာဘယ်လိုသဘောထားရှိလဲ ကျမတော့ထူးထူးထူးမပြောကျင်ပါဘူးပေါ့နော်ဒါနိုင်ငံရေးသမားတွေပဲလေနိုင်ငံရေးသမားဆိုတာအကိုသမိုင်းကိုရေးကြတာဖြစ်တယ်ပေါ့နော်နောက်ဆုံးကြတော့ခုနပြည်သူကပဲအဆုံးဖြတ်ပေးမှာပဲဆိုရက်ခါကြတော့ဟိုနိုင်ငံရေးသမားနိုင်ငံခုနစကားပဲပြန်ပြောချင်တယ်ကျမဘာမှမဝေဖန်ချင်ဘူးဒါကိုရွေးချယ်မှုနဲ့ကိုပဲပေါ့နော်ကိုရွေးချယ်မှုနဲ့ကိုပဲဖြစ်တယ်နိုင်ငံရေးသမားတွေကိုအနံမဲ့ကိုဟိုကိုဘလို့ပြောင်းမြင်ခြင်းတည်းလဲပေါ့နော်အာမြန်မာနိုင်ငံရဲ့အခုဒီလောက် ဖြစ်ပျက်နေတဲ့အနေအထားမှာကောပြည်သူလူထုကကိုယ့်အပေါ်မှာဘယ်လိုနိုင်ငံရေးသမားလို့မြင်မလဲပေါ့နော်ဆိုရဲဟာကတော့ကိုယ်လှုပ်တဲ့အပေါ်မှာပဲအဲဟိုကိုဟိုဘယ်လိုဘယ်လိုပြောမလဲကိုယ်သမိုင်းကိုရေးကြမှာပဲလို့ပဲကျွန်မပြောချင်ပါတယ်ထွေထူးတော့မပြောချင်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့နော်မြေကျင်တာစီးရေးချင်လို့ပြောပါဘူးနော်ကျွန်တော်တို့အခုရုပ်ကပွဲနဲ့ပဲဆိုင်တာပေါ့ရုပ်ကပွဲအကျိုးကာလမှာစစ်ကောင်စီရဲ့နေရာတော်လေးများထိုးစစ် ပြန်ဆင်းပြီးတော့နေမြေတွေသေးတယ်ဗျာရှမ်းမြောက်ပြီးသားတော့ကျွန်တော်ကျောင်းကျောင်းမဲဥပဒီဘောတော့ပါသွားပြီတော့တချို့နေရာတွေမှာလည်းဟိုဒီဖက်မြောက်ဒီဖက်လည်းနေရာတွေပါတာပဲလေဆိုတော့ကကြတော့အခုဘလို့တချို့ကပြောတာပေါ့အခုစစ်ကောင်စီကထိုးစစ်ဖြစ်သွားပြီတွန်လိုင်းဖက်ခံစစ်ဖြစ်သွားပြီလို့ပြောကြတယ်ဗျာဘလို့များပြောကြတယ် အဲ့ဒါတော့တပြီလုံးအတိုင်းအတာနဲ့ဟိုအဲ့လိုပေါ့နော်ဟိုကောက်ချက်ဆွဲဖို့တော့ခက်ပါတယ်ဟုတ်ပါတယ်တချို့သောနေရာတွေမှာတော့ခံစစ်ဖြစ်တယ်တချို့သောနေရာတွေမှာတော့တိုက်စစ်ဖြစ်နေတယ်လို့ပြောရင်ကပိုမှန်ပဲပေါ့နော်ပိုမှန်ပဲအဲမှန်ပါတယ်ခုနကကျမတို့ ပြောခဲ့တာရှိတယ်မလားတလိုင်းပြီးတလိုင်းလာမယ်ဆိုတဲ့ဟာမှာလှိုင်းရဲ့သဘောကတော့အနှိမ့်မြင့်တက်ကြရှိတာပေါ့လေနော်ဆိုတော့အခုအခြေအနေကတော့ဘာပဲပြောပြောအစီရေးအခြေအနေကကြည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာအကြပဲရောက်နေတာမျိုးရှိတယ်ဒါပေမဲ့တချို့သောမြို့တွေပြန်သိမ်းနေတာတွေရှိတာပဲပေါ့နော်ဥပမာကချင်ပြည်နယ်ဘက်လိုဟာမျိုးရခိုင်ဘက်မှာလိုဟာမျိုးတွေပေါ့နော်ဒီတိုက်ပွဲတွေရှိနေတာတော့ရှိတယ်သို့တော့တချို့ပြန်သိမ်းထားတဲ့ဟာတွေလည်းပြန်ပေးလိုက်ရတယ်ပေါ့နော်အခုအခြေအနေကတော့ဟိုသူမသာကိုမသာနဲ့ contested ဖြစ်နေတဲ့အနေအထားမျိုးဟိုပို့ပြီးတော့ တွေ့ရတယ်ပေါ့နော်အဲ့လိုပြောရင်တော့စီရေးရပုံမှန်လိမ့်မယ်လို့တော့ကျွန်မမြင်ပါတယ်ဟုတ်အဲဆရာဗျာတချို့ဝေဖန်တာတွေရှိတယ်နော်တကယ်ပြောရမယ်ဆိုရင်ဒီ UNG ကအခုတော့9နှစ်ရှိတော့ပေါ့ကျွန်တော်9နှစ်ကာလ9နှစ်မှအဲစေအနေတက်ရမှာပေါ့ဗျာအခု9နှစ်မှမတိုက်တဲ့ခါကျစစ်ကောင်စီဖက်ကဟိုတူးလှဲရောက်သွားပြီပေါ့ဆိုတော့ကကျွန်တော် UNG ရဲ့ policy ကစေအနေတက်ရလားဆွန်ရီလားဆိုမေးရင်ဘယ်လိုများပြောချင် စစ်တိုက်ဖို့လို့ကိုကျွန်တော်တို့ကအထူးထွေထိုးစစ်ပေါ့နော်ဒီတိုင်းပြည်လုံးခုခံတွန်းလှန်စစ်ပေါ့လေခုခံတွန်းလှန်စစ်ဆိုပြီးတော့မှကော့ခေါ်ပြီးတော့ကိုတော်လန်ခဲ့ကြတာအဲလုံဆောင်ခဲ့ကြတာဖြစ်တယ်အဲ့တော့အဲ့ဒါကို NUD ကပဲကျင်းပခဲ့တာလေနော်တိုက်မယ်ဆိုပြီးတော့အဲ့တော့ပြောကျင်တာကဟို NUD ကစစ်မတိုက်ပဲရက်နေတဲ့ရက်တရက်မှမရှိဘူးလို့ပဲပြောရမှာပေါ့လေနော်ဟိုတော်လန်ရေး NUD ကြီးပဲလည်းမဟုတ်ပါဘူးအဲ့တော်လန်ရေးထဲမှာခုနက ကျွန်တော်တို့ပေါ့နော်ဒီထွေထွေထိုးစစ်အဲပြီးဒီဒီခုခံတွန်းလှန်စေတင်ညာပြီးတဲ့အဲနောက်ပိုင်းမှာကိုပဲတောက်လျှောက်ပေါ့နော်အာဒီတိုက်ပွဲတွေဖြစ်နေတာနောက်အဓိကကြတဲ့စစ်စခန်းတွေအဲဒါတွေကိုဟိုတိမ့်နိုင်ခဲ့တာတိမ့်နိုင်ခဲ့တယ်ဆို အဲ့ NUD တပွဲတဲကြောင့်တော့မဟုတ်ဘူးလေနော်အားလုံးဝိုင်းပြီးတော့ဒီတိုင်းသားမဟာမိတ်တွေနဲ့ရောတခြားတော်လိုင်းအင်အားစုတွေနဲ့ရောဟိုတပြိုင်တည်းပေါ့လေအေးဒီထိုးစစ်ဆင်ကြဖို့တိုက်ဒီပေါ့နော်ခုခံတွန်းလှန်စစ်ကိုဆင်နွှဲကြဖို့လို့ဆိုတာကိုကြေညာပြီးမှလုပ်ခဲ့တာပဲစစ်တိုက်တယ်ဆိုတာမြင့်မီတိုက်လို့ရတဲ့ကိစ္စလည်းမဟုတ်ကို့မှာရှိတဲ့အဲဟိုပါပေါ့နော်ဟိုအစွမ်းစားရှိတဲ့လောက်ပဲတိုက်လို့ရတာလေနော်အဲဆိုရက်ခါကျတော့စစ်အနိုင်တိုက်ရေးလားဆိုတော့နိုင်ဖို့လို့တိုက်နေတာ ါပဲလေနော်ဘယ်သူမှရှုံးဖို့လို့စစ်တိုင်နေတာမဟုတ်ဘူးဒါကြောင့်မို့လို့ဟိုကျွန်မပြောချင်တာ NUG ကဟိုဒီ9နှစ်ဆိုတာမတိုက်ဖဲနဲ့နေခဲ့တဲ့ရက်တရက်မှမရှိဘူးလို့ပဲကျွန်မတော့ပြန်ပြီးတော့ပေါ့နော်ဟိုပြန်ဖြေချင်ပါတယ်ဟုတ်ကဲ့ဗျာနောက်တစ်ခုမေးချင်တာကကျွန်တော်တို့အခု9နှစ်နဲ့မှထူးခြားတာအခုအခုပြီးခဲ့တဲ့လပိုင်းရမှာပေါ့နော်ကျွန်တော်တို့ကင်းယူဥက္ကဋ္ဌနဲ့အင်ယူဂျီတမနာနဲ့ဆွေးနွေးတာလို့ပြီးရင်ပြီးပြီးဥက္ကဋ္ဌနဲ့ဆွေးနွေးတာလို့နောက်ကချင်ဖက်သွားတာလို့ကျွန်တော်တွေ့ရတာပေါ့နော် လူတွေကတော့အစောကြီးတွေဆွေးနွေးသေးတယ်ပေါ့ဆိုဘယ်လိုအများအထူးခြားချက်ရှိလဲပြောရအောင်အစောကြီးတွေကလည်းဆွေးနွေးပါတယ်သတင်းထုတ်ပြန်တာမထုတ်ပြန်တာပဲကွာတာပေါ့လေနော်တော့အခုကတော့ဒီကောင်းဆောင်တွေနှစ်ဦးတွေ့ကြတယ်ပြောချင်တာကကျွန်တော်တို့ဒီအဲဒီချင်းချင်းနေကြားထဲမှာပေါ့နော်လက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့စီးရေးနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ရှိရင်ဒါညှိညိနှိုင်းနှိုင်းတန်တိုင်ပင်ပင်နဲ့အဲလုံနေကြတယ်ဆိုတော့အဲသတင်းစကားကိုလူထုကိုပေးချင်တာပါပဲပြောရမယ်ဆိုတော့အရင်တော့ ်ဒီလိုပဲတွေးကြတယ်အဲသဘောတူတာတွေမတူတာတွေရှိတယ်ပူပေါင်းဆောင်ရွက်လို့ရတာတွေမရတာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့သတင်းမထုတ်ပြန်ခဲ့ကြဘူးပေါ့နော်ဒါသတင်းမထုတ်ပြန်မဲ့တွေးနေတဲ့အချိန်အခြေအတွေ့ပေါင်းကမနှဲပါဘူးကျွန်တော်တို့ပေါ့နော်လူချင်းတွေးဆမှုတွေအဲနောက်ပြီးတော့ခါကြတော့အခုလိုမျိုး online ကနေပြီးတော့ပေါ့နော်ဟုတ်တယ်ဒီကောင်ဒေတီကောင်ဆောင်ချင်းလို့တော့ပြောလို့ရပါတယ်နော်ဥက္ကဋ္ဌနဲ့တမရိုင်းလို့ ਨੇ တွေ့ကြရတယ်ဆိုတဲ့ခါကျတော့ဒါမျိုးတွေလည်းတွေ့ကြရတယ်ပေါ့လေဆိုတော့ကျမတို့မှာဒီ institutional relation လဲ ရှိတဲ့တလောက်ရှိတယ်ထို့အတူပဲခေါင်းဆောင်ချင်းချင်းပေါ့နော်ဒီအဲတွေးဆမှုတွေလည်းရှိပါတယ်ဆိုတော့ဒီဒီသတင်းစကားကိုပေးကျင်တာပါဒီလိုတွေးနေတယ်ဒီလိုညှိနှိုင်းဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာပါဟုတ်ကဲ့ဟုတ်ကဲ့အဲဒါတော့ဗျာနီကိုချိုချိုနီကိုချိုကတော့အဲ့တော့ကျွန်တော်တို့အခု9နှစ်ရှိပေါ့နော်ကျွန်တော်တို့အဲတိုက်ပွဲခုနကပြောသလိုနေ့စဉ်မနာပဲတိုက်ပွဲဝင်နေတယ်ဒါပေမဲ့တချို့ကလည်းအားမရဘူးပေါ့နော်အခုဆိုရင်စီရီကစီကွန်စီကပါအသာရလာတယ်လို့မြင်နေကြတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တိုက်ပွဲဝင်နေလဲရက်ဖို့တွေရော အပြည်သူတွေရောထောက်ခံအားပေးနေသူတွေရောအားလုံးနောက်ဆုံးတရင်စကားပေါ့ပြောပြပါဟုတ်ကဲ့အဲတော်လှန်ရေးအချင်းကြလာတော့ဟိုဘလို့ပဲဖြစ်ဖြစ်ပေါ့နော်တရက်နှစ်ရက်တလနှစ်လမဟုတ်ဘူးပေါ့နော်အခုဆို၄၅နှစ်တည်းဝင်လာတဲ့အခါမှာဘာပဲပြောပြောစိတ်ပန်းလူပန်းဖြစ်ကြမှာပါပဲပြင်ကြမှာပါပဲဆိုရက်ခါကြတော့အဲ့တော့ကျမတို့ကကျမတို့ချင်းချင်းပြန်ပြီးတော့ပေါ့နော်နားလည်မှုရှိရှိနဲ့ခွန်အားတွေပြန်ယူကြဖို့လိုတယ်လို့မြင်တယ်နောက်ပြီးတော့အဲခုနကဒီတော်လှန်ရေးကိုပေါ့နော် ဟိုမှန်မှန်ကန်ကန်နဲ့သုံးသပ်ဖို့လို့လေလို့ရယ်ပေါ့နောက်တစ်ခုကကြတော့အခုစစ်ကောင်စီကကြတော့သူကစစ်နဲ့တိုက်ရုံနဲ့မဟုတ်ဘဲနဲ့ခုနသတင်းအတုသတင်းမရောက်နေနောက်ပြီးတော့ psychological warfare ကိုသူတို့တော်တော်လေးသုံးလာတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမတို့ဘက် အချမ်းမှာရှိတဲ့ညီညွတ်မှုတွေကိုသူတို့ထိုးခွဲဖို့အင်းနဲ့အားနဲ့ငွေကြေးရောလူဝင်အားရော resource man တွေများလှိမ့်ပြီးတော့သုံးလာတာတွေကျမတို့တွေ့ရတယ်အဲဒါတွေကိုကျမတို့ ဟိုပေါ့နော် ကိုကအမှန်နဲ့စိတ်ဟိုဒေါ်လာကြီးကလည်းကြာပြီ NUG ကလည်းစိတ်မတိုက်ဘူးလို့ဟိုကိုစိတ်အခန်းထဲမှာလည်းရှိနေတဲ့အချိန်တစ်ဖက်မှာလည်းပဲစိတ်ကောင်းစီကဒီ site war တွေနဲ့သွားတဲ့အချိန်မျိုးမှာပေါ့နော်ပျို့လဲခြင်းနဲ့စိတ်တွေဖြစ်လာတတ်ပါတယ်ဆိုတော့တကယ်တကယ်ကကြတော့ကျမတို့ကိုရောက်နေတဲ့နေရာကိုရှိနေတဲ့ resource ပေါ့နော်အော်ဒီလက်ရှိအနေထားနဲ့ဟိုးလွန်ခဲ့တဲ့၄-၅နှစ်ကနေပြန်ကြည့်လို့ရှိရင်ဒါကျမတို့ကနောက်ပြန်ဆုတ်သွားတာလို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ကျမတို့ ဟိုဒီအနေအမြင့်အတက်ကြဆိုတာရှိပါတယ်အဲလောဂရမ်မှာတော့မှရှိကြပါသေးတယ်တော်လှန်ရေးလောဂရမ်ကပိုကျမ်းပါတယ်ပေါ့နော်ပိုကျမ်းတယ်အဲ့ဒီလိုကျမ်းတမ်းနဲ့ခက်ခဲတဲ့အသက်နဲ့ရင်းနေရတဲ့အနေအထားမျိုးတွေမှာကျမတို့ဒီထက်ပိုပြီးတော့ယုံကြည်မှုတွေရှိဖို့လိုတယ်ယုံကြည်ကြည်နဲ့ဒီတော်လှန်ရေးကိုဆက်သွားကြဖို့လိုတယ်ယုံကြည်ကြည်နဲ့ဆိုတဲ့နေရာမှာဒီတော်လှန်ရေးပေါ်မှာယုံကြည်မှုရှိဖို့လိုသလိုကျမတို့အတူတူတိုက်ပွဲဝင်နေကြတဲ့နိုင်ငံရေးစစ်ရေးပေါ့နော်အတူတူဆောင်ရွက်နေကြတဲ့ရဲဘော်ရဲဘက်တွေချင်းချင်းကြားထဲမှာလည်းဒီယုံကြည်မှုကလိုပါတယ်ဆိုတော့ အဲ့ဒီယုံကြည်မှုသာရှိမှသာလျှင်ကျွန်တော်တို့ဒီအခက်အခဲဆုံးကာလတွေကိုကြုံလွားနိုင်မှာလို့ကျွန်မအနေနဲ့မြင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအခြေအနေဒီခက်ခဲတွေကိုကျွန်တော်တို့အတူတူကြုံလွားကြပါမယ်။ကျွန်တော်တို့လူချင်းအတူတူရှိနေတဲ့အဲ NUG ခေါင်းဆောင်တွေလည်းရှိကြတယ်မြေပြင်မှာထို့အတူကျွန်တော်တို့ online ကနေပဲဖြစ်စီပေါ့နော်စိတ်သက်ရေးရအရာကျွန်တော်တို့ကိုတာဝန်ရောက်တဲ့နေရာမှာကိုတာဝန်ကိုထမ်းဆောင်ပြီးတော့တော်လိုင်းရေးနဲ့အတူရဲဘော်တွေနဲ့အတူတူရှိနေပါတယ်လို့ကျွန်မအနေနဲ့အားပေးချင်ပါတယ်။အားလုံးအာ fighting ပါလို့နော်။ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံသားဝင်ကြီးတက်စမောင်ကျေးဇူးတင်ပါတယ်